ဒီနေ့ပထမဆုံးတင်ဆက်ပေးမယ့်အကစားသတင်းတစ်ပုဒ်ကတော့အာဆီယံစူပါလိဘောလုံးပြိုင်ပွဲကို2015ခုနှစ်တွင်စတင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ဟာလာမယ့်2015ခုနှစ်မှာအာဆီယံစူပါလိဘောလုံးပြိုင်ပွဲကိုကျင်းပဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။အဲ့ဒီပြိုင်ပွဲကို AFF ဖွဲ့ဝင်နိုင်ငံ17နိုင်ငံမှာကလပ်အသင်းများနဲ့ကျင်းပသွားမှာဖြစ်ပြီးမြန်မာကလပ်အသင်းတစ်သင်းအပါအဝင်အသင်း16သင်းနဲ့ပြုလုပ်သွားဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 2015ရာသီအတွက်၈ကြိမ်မြောက်အာဆီယံဘောလုံးဖွဲ့ချုပ်ကောင်စီအစည်းအဝေး20ကြိမ်မြောက်အာဆီယံဘောလုံးဖွဲ့ချုပ်ကွန်ဂရက်နဲ့အာဆီယံစူပါလိဝက်ရှော့တို့ကိုပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကပြုလုပ်ခဲ့ပြီးအဲ့ဒီအစည်းအဝေးနဲ့ကွန်ဂရက်မှာအာဆီယံစူပါလိဘောလုံးပြိုင်ပွဲကိုကျင်းပဖို့ပြုလုပ်ရန်ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။အာဆီယံစူပါလိဘောလုံးပြိုင်ပွဲကိုထိုင်း၊ဗီယက်နမ်၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနိုင်ငံတို့မှကလပ်အသစ်နှစ်သင်းစီမြန်မာ၊ဖိလစ်ပိုင်၊လာအို၊ကမ်ဘောဒီးယား၊ဘရူနိုင်းနဲ့တီမောနိုင်ငံတို့မှာ ကလပ်အသင်းတသင်းစီစုစုပေါင်း16သင်းနဲ့ကျင်းပပြုလုပ်သွားဖို့အတွက်ရည်ရွယ်ထားပြီးအဲ့ဒီအသင်း16သင်းကို8သင်း2အုပ်စုခွဲကြကာအမှတ်ပေးပတ်လည်စနစ်နဲ့ရှင်ပြန်ကစားသွားစီမှာဖြစ်ပါတယ်။အဲ့ဒီအုပ်စုတစ်ခုစီမှာအမှတ်အများဆုံးထိပ်ဆုံး2သင်းစီမှာစီမီဖိုင်နယ်အဆင့်ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပြီးဆက်လက်ရှင်ပြန်ကစားသွားရမှာဖြစ်ပါတယ်။ AFF ဟာအာဆီယံကလပ်အသင်းများဘောလုံးပြိုင်ပွဲကို2003နဲ့2005ခုနှစ်မှာကျင်းပပြုလုပ်ခဲ့ပြီး2005ခုနှစ်ပြိုင်ပွဲပြီးမှာတော့ဆက်လက်ကျင်းပခြင်းမရှိတော့တာပဲဖြစ်ပါတယ်။ check texting one two texting one two Petunia Pepsi <sighs> Shalani. <sighs>